တို့ဖလာမင်ဂိုကိုအနိုင်ချနိုင်လိုက်ကြပြီမဟုတ်လို့အားလုံးလည်းအယံဝမ်းသာနေကြပါတော့ရဲ့ တဖက်ကစာဖို့ကလည်းထွက်သွားနေတဲ့အခါသူ့ကိုအဆုံးမတက်တော့ဘူးလားလို့ဘာဂတ်စ်ကမေးလိုက်ပါတယ်။အားလုံးပြီးဆုံးသွားပြီမလို့မလိုအပ်တော့ပါဘူးလို့စာဖို့ကပြန်ပြောတော့မင်းတို့ညီကိုတွေကတိတ်တနာတတပဲလို့ဘာဂတ်စ်ကဆိုပါရဲ့။အဲ့ဒီချိန်ဆက်တွေ့ Q ကလည်းအတန်မြီလာခဲ့ပါတယ်။ဘာနာပြိုကျွန်းမှာသူတို့ခေါင်းဆောင်ကိုရှုံးပြီး Ace ကိုရှေတက်စီအလွဲပြောင်းမခံရခင်ပြောခဲ့တဲ့စကားရှိသေးတာမလို့နားထောင်ချင်လားလို့ဘာဂတ်စ်ကချက်ပြောလိုက်ပါတယ်။ရှေတက်ကမကြခင်လာတော့မှမလို့ခွာလာကဆက်တွေ့နေပေမဲ့စာဖို့ကမကင်ပါဘူး။သူကွက်မျက်ခံရတော့မှကိုညီလေးကိုမပြောစေချင်ဘူးလို့ Ace ကပြောခဲ့ကြအောင်ဘာဂတ်စ်ကချက်ပြောပြီးရှီမောနေပါတော့ရဲ့။ ပေကိုစာဖို့ကလည်းတီးမခတ်နိုင်တော့ပါမလို့မင်းမပြောလဲအကုန်လုံးကိုနားလဲတယ်လို့ပြောပြီးတော့ခေါင်းကိုချုပ်ကင်ထားပါတော့ဟဲ့စာဖို့စီကဒီနေရာမှာဒီဘယ်ဖရူးကိုမလူယူနိုင်ဒီဘယ်ဖရူးဟန်တာတယောက်အနေနဲ့ဂုံတိတ်ခါကိုထိခိုက်စီရလို့တွေးပြီးဘာကတ်ကဓာတ်ကိုကင်ထားခဲ့ပါရဲ့အကိုကြီးဖြစ်သူ A squad မျက်ခံရမယ့်နေရာကိုတောင်ကယ်ဖို့မလာနိုင်ခဲ့တဲ့သူကကိုယ့်ကိုညီကိုတွေလို့ခေါ်နေရရှိစရာဘယ်လို့ဘာကတ်ကချက်ပြောတော့စာဖို့နဲ့ဒေါ်တာရဲ့ရန်ထွက်လာပြီးအဲ့ဒါကြောင့်မဲ့သူနောက်ထပ်နောင်နာမရစရာဘူးလို့အော်ပြောလိုက်ပြီး Fire Fist ကိုတုံးလိုက်ပါတော့ဟဲ့အဲ့ချိန်စက်တော်ရဲ့ Q ကထပ်မိလာတာမလို့စာဖို့လည်းကောက်ကင်လိုက်ပါခွာလာကဘာကတ်ရောက်လူဗီနောက်ကိုလိုင်းနေရဆိုတဲ့အကြောင်း င်းကိုပြောဖို့သူဆက်သွယ်နေခဲ့ပေမဲ့လုံးဝမရကြောင်းစာဖုတ်ကိုပြောလိုက်ပါရဲ့အဲ့ဒီကိစ္စကစာဖုတ်ကဖြေရှင်းပြီးတော့ပြီမလို့အဲ့ဒါထက်စရင်စရားတွေရှာတွေ့လာလို့စာဖုတ်ကပြန်မေးလိုက်ပါရဲ့ခွာလာလေသူတို့အကုန်လုံးပြင်ဆင်ပြီးပြီမလို့အခုထွက်သွားဖို့ဟတ်တုနဲ့စာဖုတ်ကိုစောင့်နေကြောင်းပြောတဲ့အခါစာဖုတ်ကဖုံးချတော့လို့အနားမှာရှိနေသူကခွာလာကိုပြဿနာရှာပါတော့ရဲ့ တဖက်ကရှိတက်ကလည်းဒွန်ခရိုဒီ family ရဲ့အရာရှိရှိရောက်နဲ့ထိတ်ဆုံးရာရှိ၃ယောက်ကိုဖမ်းဆီးပြီးနောက်ဒိုဖလမေကိုကအစာဒီဘက် future user မှတ်တမ်းများကို C prison stone လက်ထိတ်နဲ့ခတ်လိုက်ပါတယ်။ Baby Fight ကိုဆိုင်းကဒီမှာပဲနေဖို့ပြောတဲ့အခါ Baby Fight ကလည်းဆိုင်းရဲ့နားကိုတူးလာပြီးဆိုလိုတာကတတလုံးအထူးရှိနေကြမယ်ဆိုတဲ့သဘောပေါ့လို့ပြောနေခဲ့ပါတယ်။ရှိသားသားတစ်ယောက်ကရှိသက်ဌာနချုပ်ကိုဆက်တွေ့ပြီးပြီလားမေးကြည့်တဲ့အခါ Fujitowa ကအစီရင်ခံစားတွေကိုမတင်ခိုင်းသေးကြောင်းတသားကပြန်ပြောလိုက်ပါတယ်။တဖက်မှာလည်း Minnesy တသားတွေက video transporter စနစ်ပြင်ဆင်ပြီးကြောင်းပြောနေခဲ့ပါတယ်။ ဖူဂျီတဝါစီကိုလည်းရှင်သက်သားတွေကဗီဒီယိုစနေနာတစ်ခုတွားပေးဖို့လုပ်နေခဲ့ပါပြီ။ဒရိုစာနားကကျွန်းတစ်ခုဖြစ်တဲ့ Apple Line ကျွန်းမှာလည်းဒရိုစာကနေထုံးလင်းမှုတစ်ခုလုပ်နေတာမလို့ဒရိုဖလာမင်ကိုမိကုံးပြောပါလားဆိုပြီးအားလုံးကလန့်နေခဲ့ကြပါတယ်။နောက်ထပ်အိန္ဒိယနိုင်ငံတွေမှာလည်းအားလုံးကနားထောင်နေပြီးဗီဒီယိုစနေလိုင်းရဲ့အကွာအဝေးအလိုက်နိုင်ငံ၃နိုင်ငံမှာတရိုက်ထုတ်လွှင့်နေကြောင်းနဲ့သူက Navy Vice Admiral Maynard ဆိုတာကိုလည်းမိတ်ဆက်လိုက်ပါရဲ့။ ဒရိုဘယ်စားရဲ့အခြေအနေကိုပြလိုက်တဲ့အခါအားလုံးလည်းအယံအော်နေကြပါပြီ။ဒီမှာဖြစ်ပျက်နေတဲ့အရာတွေကဝါလိုဒွန်ကရီယိုတီတိုဖလာမင်ကိုကဒီနေ့ဒီနိုင်ငံမှာလုတ်ခဲတာတွေကိုပြောပြပေးမလို့မင်းကဆိုပါရဲ့။တစ်ဖက်မှာလည်းပြည်သူတွေကအမှန်တရားတွေကိုသိနေပြီမလို့ထီးနှံပြန်ထိုင်မှုပြောနေကြပေမဲ့ဘယင်ကြီးကတော့နားလည်မှုလွဲတာရှင်းလင်းသွားမယ်ဆိုရင်တော့မှဘယင်ဆက်မလုပ်နိုင်တော့ဘူးလို့ပြောလိုက်ပါရဲ့။ ဒါမဲ့ပြည်သူတွေကတော့လက်မခံနိုင်ပဲဘရင်ကြီးနဲ့အတူငတ်မို့ခေါင်းပါခဲ့ကြပါမယ်ငိမ့်ချတဲ့ဘဝလေးကိုပဲအရှင်တို့ပြန်လို့ချင်ချတာမလို့ပြန်လာခဲ့ကြဖို့တောင်းဆိုပါတော့ရယ်ပီကူ family ရဲ့အတွေးခေါ်တွေကအရှုပ်ထွေးတွေနဲ့ရှင်ဆိုင်ရတဲ့အချိန်မှာကြောက်ရှံခဲ့ရတာအပြက်စီးတွေကိုဖြစ်နေတဲ့တသက်ပဲလို့ဘရင်ကြီးကဆိုပါတယ်ဒါမဲ့ပြည်သူတွေကတော့ဘရင်ကြီးနဲ့အတူတူငိမ့်ချရေးကိုတာမျှော်လင့်နိုင်မယ်ဆိုရင်ပျော်ပျော်ကြီးပြက်စီးခံကြမှာမလို့မတိုက်ခိုက်တဲ့ဘရင်တယောက်ဖြစ်နေစစ်ပွဲကိုပြန်ပြောင်းပေးဖို့ဝိုင်းပြောကြပါတော့ရယ် စင်းရင်လဲရတာမလို့ဒွဲဘူစာကင်းတန်းကြီးကိုငြိမ်းချတဲ့နိုင်ငံအဖြစ်အရင်လိုပြန်လုပေးဖို့အားလုံးကဝိုင်းတောင်းဆိုကြပါတော့ရဲ့အဲ့ဒီချိန်အလက်ဇာဘလိုကရောက်လာတော့ဘယင်ကြီးလက်အယံအံ့ဩနေပါတော့ရဲ့ဘယင်ကြီးရဲ့စစ်တော်တယောက်ကလည်းရောက်လာပြီးနိုင်ငံပေါင်းစုံကနေဆက်တွေ့နေကြတာမလို့ဆက်တွေ့ရဲ့ခရီးတွေမိနေရမရက်တန်းတော့အကြောင်းမလို့နန်းတော်ကိုပြန်လာဖို့လာပြောပါတော့ရဲ့အလက်ဇာဘလိုကသူကင်းမြို့ကိုပြန်လာလိမ့်မလို့နိုင်ငံတိုင်းကိုပြောထားတာမလို့ပြောရွှင်နေကြကြောင်းပြောပြလိုက်ပါရဲ့ အားလုံးကပြန်လာတာကိုစောင့်ဆိုင်နေကြချတာထူးခြားချင်းတွေနဲ့ဘရင်ဘူကိုလို့အလက်ဇာဘယ်လိုကခေါ်လိုက်ပါ။အဲ့ဒီချိန်ဖူဂျီတဝါတို့ကလည်းရှောက်လာခဲ့ပြီးဒိုဖလာမင်ကိုကဒီဒုက္ခဆင်းရဲချစ်ကိုလှုပ်ဆောင်ခဲ့တဲ့သူမလို့အဲ့ဒီရှင်စရာကောင်းတဲ့ပင်တယ်များကိုဝါလို့ဆိုပဲနာမည်နဲ့နိုင်ငံတစ်ခုရဲ့ဘရင်အဖြစ်ဒီကျုံးကိုအုပ်ဆိုးခွင့်ပြုခဲ့တာကအချားမဟုတ်ပဲကဘာဆိုရကိုတိုင်ဆိုတာဖူဂျီတဝါကပြောပြလိုက်ပါ။ဒီတို့ရဲ့အားလုံးနဲ့တော်ဝင်မိသားစုဝင်တွေအားလုံးကိုဖူဂျီတဝါတို့ကအစိုးရကိုစားနှိမ်ချပြီးဥညွန့်တောင်းပန်ခဲ့ကြပါတယ်။ဒါပေမဲ့ကိုမြန်မာပြည်ကတော့အားလုံးလည်းအရန်အံ့ဩနေပါတော့ရဲ့။ ဖူဂျီတဝါကသူတို့ကဘာအစိုးရဘက်ကလုတ်ခဲ့တာတွေသူကတကယ်နဲ့ရှင်းရှိုင်းနဲ့နောက်နာရချောင်ပြောလိုက်ပိုင်။ဒါပေကိုနိုင်ငံ၃နိုင်ငံလုံးကလည်းမြင်တွေးနေရပြီးတော့ Navy Admiral ပဲတယောက်ကဒီလိုဒူးထောက်ဥညွတ်နေတာကိုအားလုံးလည်းမယုံမကြည်နိုင်ဖြစ်နေခဲ့ရပါပြီ။သတင်းထောက်တွေကလည်းဒါကိုတပ်ပုံရှာယူနေပြီးကောင်းကင်နက်ဆိုဒိုဖလမင်ဂိုကိုလည်းလောနဲ့မဟာမင်းဖြစ်တဲ့ Stockhead Pirate ကအနိုင်ရုံနဲ့နေလာဆိုပြီးတော့ပြောစရာတွေဖြစ်နေခဲ့ပါပဲ။စီပင်တာယာကြီးကျယ်လာတဲ့နိုင်ငံ Travel စာရဲ့အတူရောင်ကုန်တဲ့နဲ့နောက်ွယ်ကအမှန်တရားကဘာအကြီးကျယ်ဆုံးမြောက်ကိုယ်စားလှယ်ဒိုဖလမင်ဂိုရဲ့ကြာရှုံးကန်ရှေးတပ်ဌာနချုပ် Admiral ဖူဂျီတဝါရဲ့ခေါင်းငုံရှုံချလိုက် ချင်းဒါတွေကိုလည်းတင်းနောက်တွေကချက်ချင်းတင်းရဲပြီးကဘာကြီးကိုဖျက်ဝယ်လို့နေခဲ့ပါပြီ ။အရင်ကြီးကခေါင်းကိုမော်လိုက်ဖို့ပြောပေမဲ့ဖူဂျီတဝါကလုံးဝမမော်တာမလို့ဒါရီကိုကဘာကြီးကမြင်တွေ့နေရမှာမလို့ရှားဟိတ်လာလို့ပြောနေတယ်။ဒါကြောင့်မဲရှေတက်ကဒိုဖလာမင်ကိုကိုမတိုက်ခိုက်ခဲ့ဘူးဆိုတာဘရင်ကြီးတဲ့သဘောပေါက်သွားခဲ့ရပါတယ်။ကဘာကြီးကဒီအမှန်တရားတွေကိုသိဖို့လိုအပ်နေပြီးတော့တိုက်ခိုက်မှုတွေအားလုံးကိုလည်းရှော့ခက်စ်စီမှာအထားရပြီးအခွင့်ကောင်းချူလို့ဖြစ်ခဲ့မိတယ်။ဝါလော့တယောက်ကလည်းကြိုက်လို့လုံခွင့်ပေးထားပြီးတော့မှအခုမှဒါနဲ့ချိန်ရွယ်ပြီးအရှက်မဲစွာတရားမသားခြင်းကိုပြောခိုင်းနေရလာလို့ဖူဂျီတဝါကဆိုပါတယ်။ဒီနိုင်ငံကြီးရဲ့လွတ်လပ်ရေးကိုပင်တယ်များပဲစစ်တီတော်ပဲပြည်သူတွေရဲ့အကူအညီတွေနဲ့ပဲအနိုင်ရရှိခဲ့တယ်လို့ဖူဂျီတဝါကချက်ပြောလိုက်ပါတယ်။တစ်ဖက်မှာလည်းဥ ဦးစောတို့ကလူဖီကိုလိုက်ရှာနေတော့ဆိုလို့နဲ့တွေ့ပါတော့အေးဦးစောတို့အနီးနားမှာပဲလူဖီကရှိနေတာမို့လို့အားလုံးကိုဒီမှာရှိတယ်ဆိုတာပြောပြလိုက်ရအောင်လို့ဗိုင်ယိုလာကဆိုပါတယ် တစ်ဖက်မှာလည်းတော်တော်သားလေးတွေကတကယ်တော့ရဲစတိတော်တွေမလို့ကျေးဇူးလဲတင်ပြီးတာဝန်လဲချေချောင်းနဲ့မရှင်အားလုံးကလည်းပြီးဆုံးသွားပြီမလို့ဒီနေ့ကစပြီးတက်ဖြတ်သိမ်းတိုက်ပြီလို့ခါဗက်စ်ကထပ်ပြောလိုက်ပါရဲ့ရောစာပီချီရဲ့ကာကွယ်ရေးနဲ့တငယ်လေးတွေဆိုတာကလည်းမင်းတို့တွေပဲမလို့ကမြူကူရဲ့လူတတိလေးတွေစစ်တပ်ကိုဖြတ်သိမ်းလိုက်ပြီဆိုရင်အလုပ်တွေအများကြီးကြံရှိနေတည်းရဲ့လို့ခါဗက်စ်ကဆိုပါရဲ့တရားဝါပြောတဲ့ထွေးဖို့စာကိုပြန်ရရှိနိုင်ဖို့အတွက်အလုံးမလို့ဒီနိုင်ငံကိုဆက်ပြီးတော့စောင့်ရှောက်ပေးဖို့ခါဗက်စ်ကပြောလိုက်တော့အားလုံးလဲဝမ်းသာနေပါတော့ရဲ့ တစ်ဖက်မှာလည်းတသားတယောက်ကသူတို့အိမ်ကြီးချင်းနိုင်ငံ၃နိုင်ငံကိုရုတ်တံထုံထွန်းတာ PC တွားကြောင်း Fujitsu ကိုတင်ပြနေခဲ့ပါတယ်။ဘရင်ကြီးကလည်းရှေတက်မှာသူတို့ရဲ့ခုံတိတ်ခါလည်းရှိနေသေးတာမလို့တိုက်ခိုက်ပေးခဲ့ကြတဲ့ပင်လယ်သမားတွေနဲ့စစ်တီတော်တွေကိုနန်းတော်မှာဝှက်ထားပေးဖို့ထန့်ကိုအမိန်ပေးလိုက်ပါတယ်။ မေဘီဒရိုက်စ်မှာလည်းသူဖလမင်ဂိုလိုလူတယောက်သူကဘာလို့ဒီလိုမျိုးလှုပ်ခဲရတာလဲအထက်ကအမင်းကြောင့်ဖြစ်ခဲ့တာလားလို့အခိုင်နူကဂိုဆဲတွေကိုမေးနေခဲ့ပါတယ်ဒီလိုမျိုးရစက်ဖြစ်နေမယ်ဆိုရင်ရှေတက်တင်မော့စုရဲ့ဖလိအတ်မန်ပဲတယောက်အနေနဲ့အရှက်ရစေတယ်လို့အခိုင်နူကဆိုပါတယ်ဘလို့သဘောပဲဖြစ်ဖြစ်ဒါဝေးထပ်မဖြစ်လာပါစေနဲ့လို့အခိုင်နူကထပ်ပြောတော့ဂိုဆဲတွေလည်းတို့တွေကိုမယုံမသိလာမဆက်ဆံမှုပြန်ပြောလိုက်ပါတယ်အခိုင်နူရဲ့အာနာကလည်းဘာမှမဟုတ်ပဲဒီကိစ္စကိုစိုက်ပါပူးစီအပ်ခဲ့တာလို့ဂိုဆဲကဆိုပါတယ် အခိုင်အူကတော့ရှင်းရှင်းပြောရရင်မင်းတို့တွေကိုယ်တိုင်ကလည်း slash ရွက်ကိုနေရဲ့စုံမိုးတာကိုခံရရတာပဲမှတ်လာလို့ချက်ပြောလိုက်ပါတယ်။အာအိုကီချီတို့အစွမ်းထက်တဲ့သူကအခု black bear နဲ့တပတ်သေးဆိုတာမယုံမကြည်နိုင်ဘဲနဲ့ရှစ်တဲ့အတွက်အရှက်ရစရာပဲလို့ဂိုးဆဲတွေကလည်းစုပါရဲ့။ အော်ကီဂျီဆိုရဲ့အဲ့ဒီလူကရှေ့တက်ကထွက်သွားပြီးသားမလို့ရှေ့တက်နဲ့ဘာမှမဆိုင်တော့တဲ့အကြောင်းအခိုင်အနုကပြောနေတော့ရှေ့တက်ရာရှိတယောက်ကရောက်လာပြီးဝါလို့တုံခရိုဒီတို့ဖလာမင်ကိုနဲ့သူ့ရဲ့ family ကဆျောဟတ်တွေနဲ့လောတို့ရဲ့မဟာမိတ်ပင်တယ်များတွေရဲ့လက်အောက်မှာရှုံးနေသွားပြီးထွဲဖို့စာကဘာမှမကြံခဲ့အောင်လို့ဖြက်စီးခံရရပြီဆိုတဲ့အကြောင်းကိုတင်ပြလိုက်ပါတယ်ဒီတင်းကိုကြားလိုက်ရတော့ဂိုးဆဲရီနဲ့ထပ်ပြီးတော့အဲ့ဒီကောင်လေးရဲ့လက်ချက်ပေးလာလို့ပြောနေခဲ့ကြပါတယ် ဒီလိုနဲ့ဂျွေဘူစာနိုင်ငံရဲ့အကြောင်းဟာတချုံကားနဲ့တချုံနယူးဝေါ့တခွင်ကဘာကြီးတစ်ခုလုံးအနှံ့တော်မီလို့ပြန်နဲ့သွားခဲ့ရပြီးကြောင်းမတ်ဆရာပက်တင်တဲ့တခုလည်းရှိနေပါသေးရဲ့ဂျိုကာရှုံးနေသွားပြီးဆိုတာနဲ့လက်နက်တွေထမရနိုင်တော့မှမလို့အလံဖြူပြပြီးစစ်ပွဲတွေလည်းရပ်တန့်သွားခဲ့ပြီးစမိုင်းတီဗီဖူအပေးကြီးလုပ်တာတွေကလည်းပြက်ပြဲသွားခဲ့ရပါပြီဂျွေဘူစာမှာဖြစ်ခဲ့တဲ့တဲ့င်းတွေကို The World Generation ကပင်လယ်များတွေလည်းသိရှိခဲ့ကြပါရဲ့မြို့ရဲ့တနေရာမှာလည်း Jewelry Pony ကလူဗီဒိုရဲ့တဲ့င်းစာကိုဖတ်နေပြီးတော့ကောင်းကင်ရဲ့တနေရာမှာရှိနေတဲ့ Mount Rush ကိုလည်းလူတို့ချုပ်ကအပြေးလွှားရောက်လာပြီးတရားဥပဒေရောက်လာနေကြောင်းသာပြောပါတော့ရဲ့ပင်လယ်ရဲ့တနေရာမှာလည်း Carbon Gun Bag ကသူတို့ တွေစီစာကိုတေချာပေါက်ဖမ်းရမယ်ဆိုတဲ့အကြောင်းပြောနေခဲ့ပါတယ်။ကစ်ကလည်းဒီတင်းကိုမြင်ပြီးတော့တော်တော်မတိလိုက်ခင်လေးမာတယ်လက်ဦးမှုရောက်သွားတာမလို့ဒိုဖလမ်မဂိုရဲ့နောက်ွယ်မှာကတေချာပေါက်ခိုင်းလို့ရှိနေရတယ်ထင်တယ်လို့ဆိုပါတယ်။ဟော့ကင်းကလည်းတိုးတိုးထင်တာလို့ပဲလူဗီတို့လော်ဒိုရဲ့အဓိကပြမကယိုကိုဖြစ်နေရပဲလို့ဆိုပါတယ်။ခီလာကလည်းတိုးတိုးပြမနဲ့မတူတာတော့ဝမ်းသာမိပြီးတော့တိုးတိုးပြမကတော့ယိုကိုတဲကရဟန်းရှန့်ပဲလို့ဆိုပါတယ်။ခိုင်တိုရဲ့နေမြေမှာရန်စားခဲ့တဲ့ကြွေးတို့ကလည်းကျွန်းရဲ့နေရာမှာဒီကိစ္စကိုတည်သွားခဲ့ပြီး smile field တွေမရရင်တော့ရဲ့အကြောင်းခိုင်တိုကိုပြောပြရမယ်လို့ဖွဲ့သားတွေကပြောနေကြပါတယ်။ တစ်ဖက်မှာလည်းအခိုင်အူကဖူဂျီတဝါစီဆက်တွေ့လာပြီးဘာဖြစ်လို့ရှေ့တက်ဌာနချုပ်ကိုအရင်ဆုံးအစီရင်ခံစားတွေမတင်ရလဲလို့ဒေါတာကြီးနဲ့ပြောနေခဲ့ပါရဲ့ဖူဂျီတဝါကသူတည်ပိုးခဲ့မယ်ဆိုရင်တော့မှတည်င်းမှန်တွေကိုဖုံးကွယ်ပြီးတည်င်းသူတွေနဲ့ပြောင်းလဲပြစ်မှာမလားလို့အခိုင်အူကိုပြန်ပြောလိုက်ပါရဲ့စမုတ်ကာကလည်းဒီဝါလော့စနစ်ကိုဖြတ်သိမ်းတင်တယ်လို့တွင်းနေတဲ့သူတယောက်ပါလွန်ခဲ့တဲ့နှစ်ကစမုတ်ကာကသူဟာခရိုကိုတိုင်းရဲ့ဇာတိမှာရှိနေခဲ့ပြီးရှေ့တက်ကဘာမှမလုပ်နိုင်ခဲ့ကြောင်းဖူဂျီတဝါကိုပြောပြခဲ့ပါရဲ့ ရှောခါကြွတာမကယ်တင်ပေးခဲ့ရင်အလပါစတာပြည်ကြီးကပင်တယ်မြောက်ပြည်အုပ်ဆိုးမဲ့ထွက်ဖို့စားလို့မျိုးဖြစ်သွားတော့မှာပဲလို့စမုတ်ကားဆိုပါရင်ရှောခါကြွကရေကုန်ရေကန်းစူးစားခဲ့ပေမဲ့အစိုးရကဒါကိုရှေ့တည့်အောင်မြင်မှုတစ်ခုလိုပဲလုပ်ခဲ့တယ်စမုတ်ကားကအဲ့ဒီအချိန်တုန်းကသူသာပုံမြင့်တဲ့အချိန်ဒီမှာရှိနေခဲ့ရင်ကောင်းမယ်လို့ပြောရင်းနဲ့ဒေါ်ရရဲ့ထွက်နေခဲ့ပါရင်စမုတ်ကားကဒီတဲ့င်းကိုမြင်လိုက်ရတော့ဖူဂျီတူဝါတယောက်တကယ်ပဲအခုလိုလုပ်လိုက်မယ်လို့မထင်ထားမိဘူးလို့ပြောနေခဲ့ပါရင်လွန်ခဲ့တဲ့နှစ်ကအလပါစတာမှာခန်းစားခဲ့ရတဲ့ခံပြင်းမှုကိုပြန်အမှတ်ရစေလို့တာရှိကီကလည်းဆိုပါရဲ့ အဲ့ဒီတုန်းကရှော့ဟက်တူရဲ့အောင်မြင်မှုကိုဖုံးကွယ်ထားခံရပြီးမသိရင်တာရှိခီကတူတူအတွက်ပြန်ပြီးပေးဆက်နေတယ်လို့ပဲလို့ထပ်ပြောလိုက်ပါတယ်။စမိုကာကတော့တူတူနဲ့တူညီရဲ့အခြေအနေရှိခဲ့ရင်တောင်မှသူကတော့အခုလိုမလုပ်နိုင်လောက်ဘူးလို့ဆိုပါတယ်။ အဲ့ဒီချိန်ကလေးကလည်းရောက်လာပြီးတော့ဘိုက်စာကြောင့်လာပြောကြပါတော့ဟဲ့တဖက်မှာလည်းအခိုင်အနုကသူတို့ဟာတစ်ချိန်လုံးအဖြစ်မှန်တွေကိုဖုံးကွယ်ထားတာပဲလို့ဆိုပါတယ်ဒါပေမဲ့ဖူဂျီတဝါကတော့သူဟာအလိမ်ညာရီနဲ့သူရဲကောင်းတယောက်မှဖြစ်လာခြင်းပဲနဲ့ကဘာကြီးရဲ့မျှကြီးကိုထိမ့်သိမ့်မှုအတွက်ပေတတမျှတွေကိုအောင်မှပြန်ငှားထားတာကလည်းအဆိုးရပဲလို့ဆိုပါတယ်ခြေသက်ဌာနချုပ်အတွက်ကလူအများရဲ့ယုံကြည်မှုနဲ့ဂုဏ်သိက္ခာတွေကအထူးကပဲမလို့မင်းရဲ့တကူကောင်းဆန်တဲ့လောရကတရားမျှတခြင်းပုံရိပ်ကိုအရှက်ရစီရလို့အခိုင်အနုကပြောလိုက်ပါတယ်အမားကိုဝန်ခံလိုက်လို့အများစုရဲ့ယုံကြည်မှုကဆုံးရှုံးသွားရမယ်ဆိုရင်အစကတည်းကငါတို့မှအဲ့ဒီယုံကြည်မှုတွေဘာမှမရှိထားခဲ့လို့ပဲလို့ဖူဂျီတဝါကပြန်အော 好嘅，拜拜。 ီစကားတွေကိုအခိုင်အတုံးကလေးဒေါသရန်ထွက်သွားပြီးတော့စတော့ဟက်လူဗီနဲ့လောသူတို့နှစ်ယောက်ရဲ့ခေါင်းတွေကိုမရှူလာတဲ့၍ကဘာကြီးရဲ့ဘဲရှိတဲ့စကန်းကိုမှခြေချောက်ခွင့်မရှိဘူးလို့ပြန်ပြောလိုက်ပါတယ်။ဖူချီတွာကလည်းအဲ့ဒါကသူလိုချင်တာဘဲလို့ဆိုပါရဲ့။ရွှေဘူဆာအရှိရက်ကမြို့တစ်ခုခါတာကတောင်ကုန်းတစ်ခုကခါရိုစီရဲ့အိမ်မှာစတော့ဟက်တွေရဲ့ဒဏ်ရာတွေကိုလည်းကုသပေးထားပြီးတော့အနားယူနေခဲ့ကြပါရဲ့။ခင်းရဲမုံကဘလမီကိုပထူလဲလို့လောကိုမေးကြည့်တဲ့အခါလော်တယ်လူဗီနဲ့တည့်ရဲ့လူထင်တယ်လို့ဆိုပါရဲ့။ခါရိုစ်ကလည်းသူအရှင်အိတ်တော့မှမလို့ဘိုက်ဆိုင်အိမ်တွေကဘာမှစားလို့ရကြအောင် ပြောပြလိုက်ပါရဲ့။သူတို့နဲ့လော်နဲ့ဦးစောက်ကပါခဏလေးနဲ့အိတ်ပြုတ်သွားလို့အလု ံပမန်းနေကြတာမလို့နားပရစီလို့ရောပင်ကလည်းပြောလိုက်ပါတယ်။အရက်လည်းမရှိဘူးလို့ဆိုကပြောနေတော့စာဘုတ်ကရောက်လာပြီးအရက်ပြစ်ပေးလိုက်ပါရဲ့။ရောပင်ကစာဘုတ်ကိုတွေ့လိုက်ရတော့အယံဝမ်းသာနေတဲ့အခါဇိုးလည်းအတိတွေလာလို့မေးလိုက်ပါတယ်။လူဖီရဲ့အကူဖြစ်ချောင်းရောပင်ကပြောပြလိုက်ပြီးလူဖီကိုနှိုးပေးဖို့လုပ်တဲ့အခါစာဘုတ်ကဓာစီလိုက်ပါရဲ့။စာဘုတ်ကသူ့မထွက်သွားခင်လူဖီရဲ့မျက်နှာလေးကိုကြည့်ချင်လို့ဒီကိုလာခဲ့ရလို့ပြောတော့ရောပင်လည်းဒီနိုင်ငံကနေထွက်သွားတော့မလို့လားလို့ပြန်မေးလိုက်ပါရဲ့။ CPCO ကဒိုဖလာမင်ကိုရဲ့အလိန်ညာမှာတစ်စိတ်တစ်ပိုင်းပါဝင်ခဲ့ကြရတယ်လို့စာဘုတ်ကဆိုပါရဲ့။ အခုဆိုသူတို့ကိုပြစ်မှတ်ထားနေပြီးရောတရက်တရက်အတွင်းထွဲဖို့ဆာမလူစုလူဝေးတွေဖြစ်လာတော့မှမလို့အားလုံးလည်းတတ်နိုင်မြတ်ဒီကနေ့စောစောထွက်ကြဖို့စာဘောကဆိုပါတယ်။လူဖီရဲ့အကိုဆိုတာအစ်အပြင်တခြားတယောက်ရှိနေတယ်ဆိုတာကိုလည်းမကြားဘူးခဲ့ဘူးလို့ဇိုကပြောလိုက်ပါတယ်။စာဘောကသူဟာအရှင်ကလေးကတေဆုံသွားပြီလို့လူဖီကတည်ထားတာမဟုတ်လို့အခုလိုပြန်ပြင်လိုက်ရတော့အရန်အန်အောနေတဲ့သူကတော့လူဖီကိုယ်တိုင်ပဲလို့ဆိုပါတယ်။ကလေးဘဝတုန်းကအစ်နဲ့လူဖီတို့နဲ့အတူလှုပ်ချင်တာတွေကိုလည်းအမြဲလှုပ်ခဲ့ကြပြီးရောဂက်စီကလည်းအဆုခံရလို့ပင်တယ်တမျိုးကြီးဖြစ်လာဖို့တဲ့ချီရွေးထားကြပြီးရောညက်ကိုဖြစ်အရက်ခွက်လဲလဲတောက်ခဲ့ကြချောင်းကိုစာဘောကပြောပြလိုက်ပါတယ်။ ။ဒါပေမဲ့တနေ့မှာဖြစ်ရတဲ့ခုဖြစ်လာခဲ့တယ်လို့စာဘုတ်ကဆိုပါရယ်။စာဘုတ်ကဂွေတာမီနဲ့ကိုမီရှိုးချမဲ့ကိစ္စလူဖီတို့ကသွားပြောဖို့ကြိုးစားခဲ့ပေမဲ့ဖြစ်နိုင်ခဲ့ပေ Dragon နဲ့ဆုံခဲ့ရပါရယ်။အဲ့ဒီနောက်မှာလည်းလွတ်လပ်မှုဆိုတာဘာလဲဆိုတာမသိရပဲငှက်တကောင်လိုလောင်ပိတ်ခံထားခဲ့ရတာမလို့လွတ်လပ်မှုကိုရှာဖွေဖို့အတွက်သူကိုယ်တိုင်ပင်လယ်တက်ကိုထွက်လာခဲ့ပါရယ်။ အဲ့ဒီချိန် slash share dragon ရဲ့တင်မောင်းနဲ့တိုးပြီးလှေကိုရှင်မြုပ်ခံရပြီးနောက်ပင်တဲ့ကုမျောပါလာတဲ့အခါ dragon ကစာဖို့ကိုကယ်တင်ပေးခဲ့တာပါ။တစ်ဖက်မှာလည်း Ivan က dragon ကိုစောင့်နေရတာကြားပြီးမလို့ပြောဆိုနေတော့ dragon ကစာဖို့နဲ့သူရောက်လာခဲ့ပါရဲ့။မျက်နှာမှာလည်းမီးလောင်ထန်ရာတွေနဲ့မလို့စာဖို့ကိုကုသပေးပြီးအဲ့ဒီနောက်မှာတော့စာဖို့ကပြန်လည်ထိရလာခဲ့ပါရဲ့။ စာဘုတ်ကအားလုံးကိုမမမိတော့ပဲသူ့နာမည်ကအစာအားလုံးကိုအတိတ်မိသွားခဲ့ပါတယ်အဲ့ဒီချိန်ဒရဂွန်ရောက်လာပြီးတော့စာဘုတ်ကိုတွေ့ခဲ့တဲ့နေရာကခွာခင်းနှန်းကတောင်ပေါ်မှာမှုတ်လို့အဲ့ဒီကမျိုးနွယ်တွေကတယောက်ဖြစ်ဖို့များမယ်လို့ဒရဂွန်ကဆိုပါတယ်အားလုံးကမိဘတွေစီကိုပြန်ပို့ပေးကြမယ်လို့ပြောတဲ့အခါစာဘုတ်ကသူကိုယ်တိုင်တော့မသိပါနဲ့သူတိတာတစ်ခုတော့မိဘတွေစီကိုလုံးဝပြန်မသွားချင်ဘူးလို့ပြောလိုက်ပါတယ်ဒီတင်မောပေါ်မှာတသက်လုံးနဲ့မထားနိုင်ပဲ iPhone ကသူ့တို့မှလည်းလုံးစရာတစ်ခုရှိသေးရဲ့လို့ဆိုပါတယ်စာဘုတ်ကသူ့ကိုတနေရာကိုပဲခေါ်သွားပေးဖို့တောင်းဆိုတဲ့အခါခလေးပဲရှိသေးတာမလို့ iPhone လည်းဘလို့လောက်ကြမလဲလို့ဒရဂွန်ကပြောခဲ့ပါတယ် ခေါ်လဲစရန်ပြိုင်ပွဲဝင်တွေကိုလည်းထံရတွေကုသပေးထားပြီးတော့ရှေ့တက်ကမလာနိုင်လို့နန်းတော်ရဲ့တနေရမှာတန့်ကစီစဉ်ပေးလိုက်ပါရဲ့ကာဗင်ဒစ်ကအိတ်ဖို့လောက်တဲ့အခါဘတ်လိုမျိုးလဲကာဗင်ဒစ်အိတ်သွားရင်ဟာကူပါပေါ်လာပြီးသူ့ရခုန်နေတာကိုလည်းကြုံပြီးမလို့တန်ကျိုးနဲ့ချီထားရပါတော့ရဲ့ တဖက်က Frankie ကလည်းအဲ့ဒါက Revolutionary Army ကိုဝင်ခဲ့တဲ့ပုံစံလားလို့စာဘုတ်ကိုမေးလိုက်ပါတယ်။စာဘုတ်ကသူအဲ့ဒီအချိန်မှာတိခဲ့တဲ့တခုတည်းတော့အရာကမိဘတွေစီကိုလုံးဝပြန်မသွားချင်ဘူးဆိုတဲ့တခုတည်းပဲမလို့ channel တွေဘာမှမှတ်မိဘူးလို့ဆိုပါရယ်။ Political Revolutionary Army ဌာနချုပ်မှာ Hack ကခလေးတွေကိုလေ့ကျင့်ပေးနေတုန်းစာဘုတ်ကသူလည်းလေ့ကျင့်ဖို့သွားမယ်လို့ပြောခဲ့ပါရယ်။အဲ့ဒီအချိန် Ivan ကရောက်လာပြီးအဲ့ဒီခလေးကိုဘယ်လိုမြင်လဲလို့မေးလိုက်ပါတယ်။ မညံ့တွေဆုံးရှုံးသွားခဲ့ပေမဲ့ခနာကိုရဲ့လှုပ်ရှားမှုတွေကိုတော့မှတ်မိနေတာမလို့ဂျိမ့်တိတ်ပေါက်တက်ခိုက်ရေးမှာအတွေ့အကြုံတွေအများကြီးရှိခဲ့တဲ့ပုံပဲလို့ဟာကဆိုပါတယ်။ဒီလိုနဲ့စာဘိုဟာအသိပညာအသက်ပညာနဲ့အတိုက်ခိုက်ပညာတွေကိုရောလေ့လာသင်ယူခဲ့ပါတယ်။ဟာကနဲ့တက်ခိုက်ကြည့်တဲ့အခါမှာတော့ဟိုက်ရဲ့ခပတ်ဖြုတ်ခံလိုက်ရပြီးရောခူမာနဲ့တက်ခိုက်ကြည့်တော့မှစာဘိုလည်းမနေရုံးကန်နေရပါတော့။ အဲ့ဒီချိန်တစ်ဖက်က S2 ကလည်းသူတို့ကပင်တယ်တမျှတွေတကြပေါက်ဖြစ်လာရမှာလို့အသက်18နှစ်မှာပင်တယ်တကုတ်ထွက်ကြမယ်လို့ဆိုပါရင်လွန်ခဲ့တဲ့10နှစ်ကစာဘောဟာခူမာတို့ရဲ့လေ့ကျင့်တိုက်ခိုက်ရင်သူငယ်ကတုံးခဲ့တဲ့လက်နက်တွေကိုပြန်ရှာတွေ့သွားခဲ့ပါတယ်။စာဘောကခူမာရဲ့တိုက်ခိုက်မှုကိုရှောင်ရှားပြီးဂျွဲကုန်းကိုဥတီတိုက်ခိုက်ဖို့လှုပ်ခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး။ လွန်ခဲ့တဲ့9နှစ်ကအစ်ဟာပင်တက်ကိုထွက်လာခဲ့ပါရဲ့နိုင်ငံတချို့ကတိုက်ပွဲမြေပြင်မှာစာဗိုတယောက်ကလည်းအရွယ်ရောက်လာပြီမလို့အရင်ကထပ်ပို့ပြီးတမာလာနေခဲ့ပါပြီအဖမ်းခံထားရတဲ့ပြည်သူတွေနဲ့မဟာမိတ်တွေကိုခွာလာကလှုပ်ပေးလိုက်ပြီဖြစ်ကြောင်းစာဗိုကိုပြောလိုက်ပါရဲ့စာဗိုကအတင်းဝင်လာတာမလို့အားလုံးကဝိုင်းလာတဲ့အခါ Dragon Claw Fist Dragon Breath နဲ့ဖြတ်စီးပြလိုက်ပါတယ် လိုနဲ့ဌာနချုပ်ကိုပြန်ရောက်လာတော့ဒီကြွယ်မှာဒီလိုပဲလုံနေတာထူးဆန်းတယ်လို့အဖွဲ့သားတွေကလည်းပြောနေခဲ့ပါတယ်။စာဖို့အသက်အရွယ်နဲ့ဝါလော်တဲ့ကိုဝင်ဖို့ငြင်းခဲ့တဲ့သူတယောက်ရှိပြီးတော့သူ့နာမည်က Podcast D လို့ပြောနေတော့မှာပဲစာဖို့က is လို့ဆက်ပြောလိုက်တော့အဲ့လိုလေတိနေရလာလို့စာဖို့ကိုမေးလိုက်ပါတယ်။စာဖို့ကသူတခုခုပြောလိုက်မိသွားလားလို့ပြန်မေးလိုက်တော့နှစ်ယောက်သားလည်းထပ်ပြီးတော့အသိမေးပြန်ပြီလားဆိုကရှီမောနေပါတော့။လွန်ခဲ့တဲ့နှစ်နှစ်ကလူဖီကလည်းပင်လယ်တဲ့ကိုထွက်လာခဲ့ပြီးတော့စာဖို့ကလည်းအသက်20ကိုရောက်ရှိလို့လာခဲ့ပါပြီ။ လွန်ခဲ့တဲ့နှစ်ကအထိအသိမိတ်နေခဲ့တာလားလို့ဇိုကလည်းမေးလိုက်ပြီးတော့ Frankie ကလည်းဘလို့များသတိပြန်ရလာတယ်လို့စာဘိုးကိုဆက်မေးလိုက်ပါရင်စာဘိုးရဲ့အသိတွေပြန်လဲပေါ်လာဖို့က X ကူညီပေးခဲ့တာဖြစ်ပြီးတော့သူကပဲမှတ်ညံတွေကိုပြန်လဲနိုးထားလာစေခဲ့တယ်လို့စာဘိုးကဆိုပါတယ်လွန်ခဲ့တဲ့နှစ်ကစာဘိုတယောက်ပင်လယ်ပြင်ကိုကြည့်နေတော့ S နဲ့ Luffy ရဲ့ပုံရိပ်လေးတွေကိုပြန်မြင်ရောက်လာခဲ့ပါတယ်။အဲ့ဒီချိန်ခွာလာကရောက်လာပြီးတော့တလာအတွင်းမှာပထမအဆုံးချိန် Baltico ကိုပြန်ရောက်လာတာမလို့အားလုံးအဆင်ပြေချမယ်လို့မျှော်လင့်နေတယ်လို့ဆိုပါတယ်။အမြဲတမ်း mission တွေနဲ့ပြည့်နေတာမလို့အရင်ဆုံးဒီဘက်ကိုစီကိုအစီရင်ခံစားတင်ချမယ်လို့စာဘိုကဆိုပါတယ်။ လူနဲ့ဌာနချုပ်ကိုရှောက်တော့အားလုံးကပြေးလွှားနေပြီးစာပို့ရှောက်လာတော့ရှေ့တနေ white pf ပက်တာများပြီးချာကဖော်မော့ဝါကအဆုံးသက်သွားပြီဖြစ်ကြောင်းပြောပြလိုက်ပါတယ်။တင်းတွေကလည်းချက်ချင်းပြက်နေလာတာမလို့စစ်ပွဲမှာတည်သွားတဲ့သူတွေက shoko white pf fire fist is လို့ပြောနေကြတာကိုကြားလိုက်တဲ့အခါစာပို့တယောက်အရန်လန်သွားခဲ့ရပါတယ်။ shoko lupi က dragon ရဲ့တာလာလို့ dragon ကိုမင်းနေကြတာမလို့စာပို့နဲ့တင်းစားကိုကြည့်လိုက်တဲ့အခါ is တည်ဆုံးသွားပြီဆိုတဲ့အကြောင်းကိုတွေ့လိုက်ရပါတယ်။ အဲ့ဒီချိန်စာမုတ်ရဲ့မှတ်ဉာဏ်ထဲမှာ ace နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတခုချင်းစီပြန်တည်ရလာပြီးတော့မျက်ရည်တွေကျလာပါတော့ရင်စာဘူဟာတိုးတိုးညီကိုတွေအရက်ခွက်တိုက်ပြီးတော့ညီကိုဖြစ်တန်ရုံးစနစ်ကိုဆက်တွေ့ထားကြမယ်ဆိုတဲ့ဂတိတကိုကပြန်မှတ်မိလာပြီးတော့အရန်ခံစားနေရပါတော့ရင်အခုမှအတိတ်ကဖြစ်ရတွေအားလုံးကိုစာဘူကပြန်မှတ်မိလာပြီးတော့ ace ဆိုတာကတိုးတိုးနဲ့ညီကိုတွေဆိုတာကိုတွေးရင်းနဲ့တတိလက်သွားပါတော့ရင်သူတို့နဲ့စာဖို့ပြန်နိုးလာတော့ခွာလာကလည်းအရန်ဝမ်းနေနေပြီးအဖျားတွေလည်းအရန်ကြီးနေတာမလို့တုံးဝက်စတိုက်အိပ်ပျော့သွားတယ်ဆိုတဲ့အကြောင်းကိုပြောပြလိုက်ပါရယ်။မှတ်ညံတွေပြန်ရလာပြီလားလို့ခွာလာကမေးတော့စာဖို့လည်းအကုန်လုံးကိုမှတ်မိပြီဖြစ်ကြောင်းပြန်ပြောပြလိုက်ပါရယ်။ ဒါဆိုရင် Revolutionary Army ကနှုတ်ထွက်သွားတော့မှလားလို့ Koala ကထပ်မေးတော့ Sabo ကသူထွက်သွားမှာမဟုတ်ဘဲနဲ့ Dragon နဲ့စကားထပ်ပြောချင်တယ်ရယ်လို့ဆိုပါရယ်။ Sabo ကသူ့ကို Ace ပြောခဲ့တာတွေကိုပြန်တွေးမိရင်အရန်ဝမ်းနေမိရယ်လို့ပြောလိုက်ပါရယ်။ KM တို့ကလည်းဒါတွေကိုကြားပြီးတော့မျက်ရည်တွေဝဲနေပါတော့ရယ်။ စကားပြောနေရင်းနဲ့ဆိုးကလည်းသူ့ရက်ကိုအကုန်တောက်လိုက်တဲ့အပြင်အသား၆တွေကိုပါလာယူစားရင်လို့ခင်ရမကိုပြဿနာရှာပါတော့ဟဲ့အရက်တွေကုံတော့တာကခိစားတော့မရှိပါမယ်ကပတိန်နိုးလာလို့စားစရာမရှိရင်ဒုက္ခကြောက်နေတယ်ဆိုတဲ့အကြောင်းရောဘင်ကပြောတော့ခန်ချီကိုလည်းမနှက်ချရင်တော့သူနဲ့ခင်ရမကစားစရာတွေကိုတောက်ဝယ်ပေးပါမယ်လို့ဆိုပါတယ်ဖရန်ကီကဆက်ပြီးတော့ထပ်ပြောပြပေးဖို့စာဘုတ်ကိုပြောလိုက်ပါတယ်စာဘုတ်ကအေးစရဲ့အုတ်ကူလေးစီကိုတွားခဲ့ပြီးတော့သူတို့ရဲ့ညီလေးဖြစ်တဲ့လူဗီကလည်းသူ့လမ်းသူစားရှောင်းနေကြောင်းပြောရင်းနဲ့အရက်လေးငှက်ထားပေးခဲ့ပါတယ် ဆာဘကကိုအလာစီဆက်တွေ့ပြီး Revolutionary Army တခုလုံးကိုတောင်းဆိုစရာရှိပြီးသူကျင်းတိပေါ့ရချင်တဲ့ Deep Fruit တလုံးလည်းရှိကြလို့ဆိုပါတယ်။ဒီလိုနဲ့ပဲ Colossia ကွင်းမြေကိုရောက်လာခဲ့ပြီးတော့ Mega Man No Mi အတီးကိုမင်းကိုမပေးနိုင်လို့ဆော့ဟက်လူပြီးလို့ပြောခဲ့တာပါ။ဘယ်ကလာမမသိရဲ့လူကိုလည်းမပေးနိုင်မယ်။ AC ရဲ့အတီးမလို့လူကြည့်ဖို့ကြိုးစားရင်သူ့ရဲ့ရန်သူပဲလို့လူတွေကလည်းဆိုပါတယ်။ရှုပ်ဖြတ်ထားတာနဲ့ကိုကြီးလေးရဲ့မျက်နှာကိုမသိနိုင်ဘူးလို့ထင်နေရလားလို့ဆာဘကလည်းပြန်ပြောခဲ့ပါတယ်။ လူပီကလည်းတုန်ကြီးလေးလို့ခေါ်နေတာကတည်တော်တဲ့ ace နဲ့အရင်ကတည်းကတည်ဆုံးသွားပြီဖြစ်တဲ့အကိုစာဘိုဆိုတာကိုဒီသားမိသွားပဲမယ်စာဘိုတော့လုံးဝမဖြစ်နိုင်ဘူးလို့အော်ပြောလိုက်ပါရင်စာဘိုလည်းတို့တို့ anti titan c ကအရက်တွေကိုခိုးတောက်ပြီးတော့အရက်ခွက်တိုက်ခဲ့ချောင်းကိုပြောပြလိုက်တော့လူပီလည်းအောင်ကိုပြီးတော့တည်သွားပြီလို့ထင်ထားတာမဟုတ်လို့ဘယ်မှာများရောက်နေခဲ့တာလဲလို့မေးလိုက်ပါတယ်စာဘိုကလူပီရှိနေတဲ့တာဝမ်းတာမိရလို့ပြောတော့လူပီလည်းသူ့ရှင်းမှာပဲ ace ကိုအသက်ခံခွင့်ပေးလိုက်ရချောင်းမေးစားရင်လည်းပြောပြလိုက်ပါတယ်စာဘိုကသူ့ညီကိုနှစ်ယောက်စလုံးကိုဆုံးရှုံးရမလို့ဖြစ်ခဲ့တာမဟုတ်လို့လူပီပါတည်သွားမယ်ဆိုရင်တော့တယောက်တည်းအထီးကျန်နေရလိမ့်မယ်လို့ဆိုပါတယ် အသက်ရှင်နေပေးတာပဲကျေးဇူးတင်တယ်လို့စာပေါ်ကထပ်ပြောလိုက်ပြီးမယမယနိုမီကိုသူစားလို့ရမလားလို့မေးလိုက်ပါတယ်။လူဖီကလည်းအဲ့နေရှင်တဲ့ကိုရှီမောပြီးတော့ဒါပေကိုကြာပြီးဖရန်ကီကလည်းမျက်ရည်ချနေပါတော့။ဘလို့အိမ်မမျိုးမနေလဲဆိုတော့တိကျင်ပြီးရလို့ဇိုးကလည်းဆိုပါတယ်။ဒါလို့နဲ့စာပေါ်ကလူဖီရဲ့မျက်နှာလေးကိုလည်းမြင်ရပြီးပြီမလို့သူသွားတော့မယ်လို့ပြောလိုက်ပါတယ်။လိုရမရဖီဖီကလေးလည်းလှုပ်ထားတာမလို့ဇိုးကိုပေးခဲ့ပြီးစာပေါ်ကအနှဲငယ်ဖြတ်ယူလိုက်ပါတယ်။ လူဖီကမင်းတို့အတွက်ထိန်ရခက်ပေမဲ့ကိုကြီးစောက်ရှောက်ပေးဖို့စာဘောကပြောတဲ့အခါဆိုလဲအစ်ပါဒီလိုစကားတွေပြောခဲ့တာကိုပြန်တွေးမိသွားခဲ့ပါတယ်။စာဘောအပြင်ထွက်လာတော့ဟက်ကာဆက်တွေ့လာတဲ့အခါအခုပဲသူအဲ့ဒီကိုလာတော့မယ်ဆိုတဲ့အကြောင်းကိုစာဘောကချက်ပြောလိုက်ပါတယ်။လူဖီရဲ့အခြေအနေကရောဘလို့ရှိတယ်လို့ဟက်ကမင်းနေတော့ဖုန်းချတော့လို့ဟက်ကလည်းပောက်ကွဲပြီးတော့အနားမှာရှိခဲ့သူကိုပြဿနာပဲထရှာပါတော့ရဲ့။တစ်ဖက်မှာလည်းဖူဂျီတိုကအန်စာတုံးတစ်ခုကိုခောက်နေပြီးတစ်ကြလာတဲ့အခါရှော့ဟက်တွေအတွက်အခွင့်အရေးကတစ်ဖက်ပဲဖြစ်လာနိုင်မယ်လို့ဆိုပါတယ်။ ဒီတိုက်ပွဲကြီးမှာသူတို့နိုင်သွားပြီမလို့ဒီညသူတို့ကိုမဖမ်းဆီးနိုင်တော့ဘူးလို့ဖူဂျီတဝါကပြောတဲ့အခါနိုင်ငံတစ်ခုလုံးရှာပြီးနောက်ဆုံးတော့တွေးခဲ့ရတာမလို့အန်ဇာတော်တစ်ခုတည်းနဲ့ဆုံးဖြတ်လို့မရဘူးလေလို့လည်းမင်းနဲ့ကဆိုပါတယ်။အခိုင်အူပြောခဲ့တာတွေအတွက်လောနဲ့ဆွာခတ်တွေကိုဖမ်းချင်ရင်အခုကအချိန်ကောင်းပဲမလို့မင်းနဲ့ကထပ်ပြောပေးမယ်။ဖူဂျီတဝါကတော့အန်ဇာတော်ခောက်ပြီးရဲ့နောက်မှာတော့ချက်ချားတစ်ယောက်ကညီးသွားမနေတင်ဘူးလို့ပြောလိုက်ပါတယ်။တော်ဝင်နန်းတော်မှာလည်းအားလုံးကအိမ်မောကြနေပြီးကာဗနစ်တစ်ယောက်ကလည်းဟာကူပါဖြစ်ပြောင်းလဲလို့နေခဲ့ပါပြီ။ က်ဝဲပြီးကတဲ့ကလူစည်းကိုမတွေ့ရသေးတာမလို့ကျေးဇူးတင်ကြောင်းတော့ပြောချင်ကြောင်းပြည်သူတွေကလည်းပြောနေကြပါရဲ့ရီပကာကသူမရဲ့အဖေနဲ့လူစည်းတွေနန်းတော်မှာမရှိကြောင်းဘယင်ကြီးကိုလာမေးတော့ကာဗီယိုစတိုနဲ့အတူတူရှိနေကြောင်းဘယင်ကြီးကပြန်ပြောလိုက်ပါရဲ့အဲ့ဒါထက်ဘယင်ကြီးကသူသားဘယင်ပြန်ဖြစ်လာခဲ့မယ်ဆိုရင်ရီပကာကလည်းမင်းသမီးဖြစ်လာတော့မယ်ဆိုတာကိုလည်းသဘောပေါက်တယ်မလားလို့ပြောလိုက်ပါတယ်တဖက်မှာလည်းစာဖို့ကသူ့ဌာနချုပ်ကိုပြန်ရောက်ရင်ဒရဂွန်ကိုလူပြီးအကြောင်းနဲ့အများကြီးပြောပြရတော့မယ်လို့ပြောနေခဲ့ပါရဲ့ ဒါလေးကတော့ one piece အပိုင်း190ဖြစ်ပြီးတော့အပိုင်း193ကိုစတင်ပေးနိုင်ဖို့ like လေးတယောက်ချက်စီနေပြီးတော့ comment လေးကျွန်တော်မှတ်မိခဲ့ကြပါအောင် channel လေးလည်း subscribe လေးမတော်လည်းလုပ်ပေးသွားခဲ့ကြပါအောင်ကျေးဇူးများတဲ့မှာကျွန်တော်ကတော့ဆက်မှတ်ပါ